ရှားတောင်ရခဲလူဘဝတတန်းကလေးမှာစန္ဒမာလာဆင်းရဲမာလာဆိုတာကိုလက္ခဏာပညာဖြင့်ခွဲရှားပြတာပညာမြတ်ဝေပြီးသွားပါမယ်ခင်ဗျာရှမ်းသာမဲ့သူရဲ့လောဝါမျိုးစားကတော့လောဝါပြင်ကဂျူကုံလေးတွေမိုးမောက်ပြည့်ဖြိုးတယ်လောဝါပြင်ရဲ့ရေစာတွေနူးညံ့သိမ်မွေ့တယ်လက်ရှောင်းနဲ့ လက်ဖွားလေးလေးတွေလိုက်ပက်ညီထွေရှိတယ်ဒါကရှမ်းသာဖို့အရှိကံသဘောလေးတွေဖြစ်ပါတယ်ဆင်းရဲမြဲသူရဲ့လက်ဝါးမျိုးသားကတော့လက်ဝါးပြင်ရဲ့ရေစာတွေဟာကြမ်းတမ်းတယ်လက်မျိုးသားကတုတ်ခိုင်မာကြောတယ်လက်ရှောင်းကအလွန်ပုတ်တူနေတဲ့ပုံစံတွေလည်းဖြစ်နေတတ်တယ်လက်ဖွားမျိုးသားနဲ့တီယုတ်ခွဲပြရမယ်ဆိုရင်ဆင်းရဲနွန်ပါမိလက်ဝါးအမျိုးသားများမှာ အရှိကံအညံ့သားလဲရောထွေးပေါင်းဆက်လဲစိတ်တသလက်တို့ဖြစ်ပါလေကြီးပွားရှမ်းသာစီတော့လက်အမျိုးသားများမှာအမှုပညာလက်လေးတော်လက်ခက်လက်တမာခြင်းအခါရအဖျားကားလက်အဘိဓမ္မာလက်တို့ဖြစ်ပါလေတက္ကနာပညာဖြင့်ဖိရဲ့မာလာရှမ်းသာမလားဟုတုံးတက်တဲ့နေရာမှာ ပညာရှင်ကဏ္ဍကပညာရှင်အတွေးတွေပညာရှင်အမြင်တွေနဲ့ကြည့်တင်တယ်လို့တာမန်လူတွေအနေနဲ့ကတော့တာမန်တွေးတာမန်အမြင်နဲ့သာကြည့်တင်ပါတယ်။လမ်းကြောင်းတွေအများကြီးကိုလိုက်မကြည့်ပါနဲ့တဲ့လမ်းကြောင်းတချို့အနည်းငယ်သာလင်ကြည့်တင်တယ်။နမူနာပြတ်သားပေးပါမယ်။ဒီလက်ဝါးပြင်ကိုကြည့်လိုက်ပါ။လက်ဝါးပြင်မှာအသက်လမ်းကြောင်းရယ်ညာလမ်းကြောင်းရယ်နှလုံးသားလမ်းကြောင်းရယ်ကလွှဲရင်လမ်းကြောင်းတွေဘာလမ်းကြောင်းမှမပါအောင် ရှင်းလင်းနေပါတယ်နော်။ ဒါကတော့အရှိကံလက်ရဲ့သဘောတဘာဝပိသတဲ့ထူရမယ်ဘဝကရိုးရှင်းတယ်ပြန်မခက်ခဲသွားလောက်ကင်ရှောက်ခွေမှသာသမင်းစားတော့ဖို့နတ်မှန်မယ်ဆိုတဲ့သဘောလောက်သာပြတာတာဖြစ်ပါတယ်နော်ជីវာချမ်းသာစီမဲ့လက်မျိုးသားမှာတော့အဲ့ဒီလိုအသက်လမ်းကြောင်းညာလမ်းကြောင်းနှလုံးသားလမ်းကြောင်းလေးတွေအပြင်ကိုအောင်မြင်စေတဲ့အောင်မြင်ရေးအသက်လမ်းကြောင်းလေးတွေကံကောင်းစီမဲ့ကံညမာအသက်လမ်းကြောင်းလေးတွေဟာ အတူအဆအနေနဲ့ဖြစ်စီအရှိလျားအနေနဲ့ဖြစ်စီပါရှိနေတဲ့တာကို တွေ့ရမှာဖြစ်ပါလေနော်ဒါကတော့လူရင်းတူရှင်းအနေနဲ့ဘဝမှာဆင်းရဲမလားရှမ်းသာမလားဆိုတာလက္ခဏာပညာဖြင့်ခွဲခြားပေးတာဖြစ်ပါတယ်နော်ညံပူဇော်ကားနဲ့လက္ခဏာကန်စာတာအသေးစိတ်တွေကိုတွက်ရှက်ဆစ်ဆီးမေးမြန်းလိုပါက3992906993ဘိုက်ပါကနေဖြစ်စီဆရာရဲ့ Facebook page Facebook Messenger ကနေဖြစ်စေလာရောက်ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။